ဟယ်လိုအမကို main ကလေးတွေအမေးများတာတကူပါသူကမျက်နှာကိုမိတ်ကပ်မလူးချင်ဘူးပေါ့နော်မိတ်ကပ်မလူးဘဲနဲ့မျက်နှာကိုအာဖြူဖြူလင်းလင်းလေးဖြစ်ချင်တယ်ဘာလူးရမလဲဆိုပြီးမေးကြတယ်ပေါ့နော်ဆိုတော့ဒီနေ့ကအာမိတ်ကပ်အစားထိုးပေါ့ဘာလူးလို့ရလဲဆိုတာလေးနဲ့ပတ်သက်ပြီးတော့ပြပြပေးချင်ပါတယ်။မအားတော့လိုမျိုးမိတ်ကပ်တွေမလူးဘဲ skin care ပဲလူးမယ်ဆိုရင်ကျတော့မျက်နှာအသားရေက အာကြည်ကြည်ပြမြောင်လေးတော့ဖြစ်တာပေါ့နော်ဒါပေမဲ့မျက်နှာကိုပို့ပြီးတော့ဖြူချင်လင်းချင်တယ်ဆိုရင်တော့မတို့အာဒီတခြားလိုအပ်တဲ့ skin care လေးတွေ cosmetic လေးထပ်သုံးရမျိုးလုပ်နိုင်တယ်ဆိုတော့ကိုယ် makeup မလုပ်ချင်ဘူးမျက်နှာကိုပို့လင်းချင်တယ်ဆိုရင်တော့ဘာသုံးလို့ရလဲဆိုရင်ပမာတစ်ခုက tinted sunscreen သုံးလို့ရပါတယ်အာ tinted sunscreen ဆိုတာမျိုးကကြတော့မတို့အဲနေရောင်ကလူစေး sunscreen ပဲဒါပေမဲ့အဲ့မှာမှာ tinted tinted ဆိုတာမျိုးကြအယောင်ပါတာပေါ့နော်အဲအကျအလွယ်ပြောရမယ်ဆိုရင်မတို့ဒီ makeup တာပါတဲ့ sunscreen လိုမျိုးလေးသုံးလို့ရတယ်ဆိုတော့အဲ့လိုမျိုး makeup တာပါတဲ့ sunscreen သုံးခြင်းအပြင်ကိုယ့်နှကိုယ်သားရိုက်ထပ်ပို့ပြီးတော့ ်လင်းနဲ့အပိုပြီးတော့ဖြူတဲ့ပုံစံပဲသွားတာပေါ့နော်ဆိုတော့ကိုကမိတ်ကပ်အစားထိုးဆိုရင်လည်းဒီလိုတင့်တက် sunscreen လေးတွေတုံးပေးလို့ရပါတယ်တခုရှိကကို့သားရည်နဲ့ဂိုက်ဖို့တော့လိုတာပေါ့နော်ဆိုတော့အဲဒီတင့်တက် sunscreen ရှိတဲ့ဟာလေးတွေကိုအာရှာပြီးတော့တုံးလို့ရတယ်နောက်ထပ်လိမ့်လို့ရတဲ့ဟာတခုကတော့ BB cream ပေါ့နော်အာ BB cream ကတော့အမတို့က beauty balm blemish balm စသဖြင့်အဲ့လိုခေါ်ရဲပေါ့နော်ဆိုတော့ဒီ BB cream မှာကျတော့သူက 음메이크업따တော့ပါတယ်메이크업တော့ပါတယ်ဒါပေမဲ့ तू က light coverage ပဲပေါ့เนาะ foundation လိုမျိုးအထူပိတ်သွားတဲ့ဟာမျိုးမဟုတ်ဘူး तू က light coverage ပဲဒီ메이크업따နည်းနည်းပါမယ်ပြီးရင် तू ကဒီ skin care effect တွေပါမယ် तू မှာ moisturizing ပေါ့အဆိုးရက်ပေးရ moisturizer effect တွေပါမယ် sun protection ညောင်ကားဖို့အတွက် SPF တွေပါမယ်အဲ့လိုမျိုးတွေပေါင်းထားပြီးတော့ဒီပေါ့ပေါ့ပပနဲ့ပေါ့နော် light weight ဖြစ်တဲ့ဟာမျိုးကိုဒီ BB cream လို့ခေါ်တာပေါ့ဆိုတော့ကိုကမိတ်ကမလူချင်းဘူးဆိုလဲဒီပေါ့ပေါ့ပပနဲ့အာ BB cream လိုမျိုးလေးလူချင်းအားဖြင့်လဲကိုအသားကြီးပို့ပြီးတော့လင်းနိုင်တယ်အာနောက်ထပ်သုံးလို့ရတဲ့ဟာတစ်ခုကကျတော့ CC cream CC ကကြတော့ဒီ color correcting cream လို့ခေါ်တာပေါ့เนาะအဓိကသူကကြတော့ဒီကိုမာကညီတာပေါ့ကိုမျက်နှာအနီးဇက်တွေအမဲဇက်တွေအဲ့လိုမျိုး spots တွေပေါ့အရောင်မညီတာမျိုးတွေရှိရယ် uneven skin ပေါ့ဒါရေမညီတာမျိုးဆိုရင်ဒီလို CC cream သုံးခြင်းအပြင်သူက coverage ပို့ရတယ်။ CC cream ကတော့ BB ထပ်ပို့ပြီးတော့နည်းနည်းလေး media coverage လောက်သွားတယ်။ အဲမိတ်ကပ်တာနည်းနည်းပူပါသွားတယ်ပေါ့နော်မိတ်ကပ်ဖောင်ဒေးရှင်းနည်းနည်းလေးပူပါသွားတယ်အဲဒီ BB cream လိုပဲသူ့မှာက moisturizing ပေါ့ဒီအဆိုးတက်ပေးတဲ့ effect တွေပါမယ်နေရောင်ကားတဲ့ sunscreen effect တွေပါမယ်ဆိုအဲ့လို effect တွေအပြင်သူက color ပေါ့ color correcting ပေါ့နော်ကိုယ်မှာရှိတဲ့အပြင်နာစာလေးတွေနည်းဖုံးပေးတဲ့ပုံစံမျိုးပေါ့ဆိုတော့ foundation လောက်လည်းဒီလိုမျိုးထူးထူးတိတ်တိတ်ကြီးမဖြစ်ဘူးအဲ coverage လည်းကောင်းကျင်တယ်ပေါ့နော်အသားရေလည်းပို့ပြီးတော့လင်းကျင်တယ်ဆိုရင်တော့ဒီ CC cream လိုမျိုးလေးတွေလည်းသုံးလို့ရတယ်အာနောက်ထပ်တစ်ခုကတော့ loose powder လေးတွေပေါ့နော်အမားတို့ကဒီလို makeup တွေပါရင်မလိုချင်ဘူးဆိုရင်အာဒီ sunscreen ပေါ့ နေပေါင်ဒါအမှုံလေးပေါ့အမတို့ဒီလိုမျိုးဟိုမိတ်ကပ်ပြီးရင်လူရတဲ့ဟာမှာ loose powder ရှိတယ် compact powder တွေရှိတယ် two way တွေရှိရပေါ့နော်ဆိုတော့ compact တွေ two way တွေကြာသူကပို့ပြီးတော့တိတ်သွားတယ် foundation နည်းနည်းပို့များတယ်ပေါ့နော် foundation makeup တာပို့များတဲ့အခါမှာပို့ပြီးတော့ထုတယ်ပေါ့ဆိုတော့ကွာပေါ့ပေါ့ပပလေးဆိုရင်တော့ဒီလို loose powder powder အမှုံလေးတွေသုံးပေးလို့လည်းရတယ် powder အမှုံသုံးပေးခြင်းအပြင်လည်းကိုမျက် ကိုမျက်နာကပေါ့နော်ဒီတိတ်တိတ်လေးနဲ့ပေါ့နော်ပို့ပြီးတော့မျက်နာလင်းသွားတဲ့ပုံစံမျိုးရတယ်ဆိုတော့ကိုကမိတ်ကပ်မလို့ခြင်းမူမျက်နာလင်းနေတာမျိုးဆိုရင်တော့အခုပြောတဲ့ဟာမျိုးလေးတွေ try ကြည့်လို့ရပါတယ်နောက်တစ်ခုပေါ့နော်ဒီလမ်းကြုံပြောချင်တာကြောင့် DD cream ပေါ့အမ BB cream နဲ့ CC cream နဲ့ပြောရင်းနဲ့ပြောချင်သွားတာ DD cream ပေါ့ DD cream ဆိုတာမျိုးလည်းရှိတယ် DD ကကြောင့် daily defense ဆိုလည်းခေါ်တယ်အာ dynamic do all လို့လည်းခေါ်တယ်သူက do it all ပေါ့အကုန်လုံးသူ့မှာအကုန်ပါတယ်ဒီ skin care effort တွေရောဒီ foundation ဆိုလည်းသူကလုံးဝ full coverage ပေါ့လုံးဝအပြည့်ကာကွယ်ပေးထားတဲ့ဟာမျိုးလေးအဲ့လို ဒီဒီခရီနိုမျိုးလေးတက်ရှိတယ်ပေါ့နော်ဆိုတော့အဲ့ဒါလေးလည်းပြောပြပေးရပါဒါပေမဲ့တခုရှိတာကအာဒီ BB cream ပဲဖြစ်ဖြစ် CC cream ပဲဖြစ်ဖြစ် loose powder လေးတွေပဲဖြစ်ဖြစ်အကုန်လုံးဒီအာ tree bark အနေနဲ့ညာတော့ပိတ်နိုင်တယ်ဆိုတော့ကိုကအဲ့လိုမျိုးတွေလူးတယ်ဆိုရင်တော့ကိုရဲ့ skin care ညာဘက်မှာပေါ့နော်ဒီ double cleansing လေးတေချာလုပ်ပေးရမယ်အဲပြီးရင် skin care လေးတွေတေချာသုံးပေးဖို့လိုပါတယ်ကိုက cleansing မနိုင်တာတို့ cleansing တေချာမလုပ်ရင်တော့ tree bark လေးပိတ်နိုင်ပါတယ်ဆိုတော့ပြီးတော့ဝက်ချန်သမားကြီးပေါ့နော်ဘာလူးလို့ရလဲဆိုပြီးမမေးပါနဲ့ဝက်ချန်သမားကြီးကတော့ ဘာမှမလူတာပိုကောင်းတယ်ဘလိုပဲဖြစ်ဖြစ်ဒီ foundation ပဲဖြစ်ဖြစ် make up ပဲဖြစ်ဖြစ်ဒီ BBCCDD အကုန်လုံးဒီအနေနဲ့ညာတော့ trip out လေးပိတ်နိုင်တယ်ဆိုတော့ဟိုနေ့တိုင်းကြီးတော့ daily လူတာမကောင်းဘူးတရက်တလေလောက်ကတော့လူလို့ရတယ် lightweight ဖြစ်တာလေးနည်းနည်းလူပေါ့နော်နောက်တစ်ခုကကြာဘာ brand သုံးရမလဲဆိုရင် make up ပိုင်းနေတော့မှတိတ်မမေးပါနဲ့အမ make up ပိုင်းတိတ်မကြွမ်းဘူးပေါ့နော်အခုလိမ့်လာတော့မှကိုမျက်နှာဆိုရင်အသားကြီးကညီးကျင်တာမဟုတ်ဘူးပေါ့နော်ဆိုတော့ဟို make up ပိုင်းကတော့အဲ့လောက်မကြွမ်းဘူးဆိုတော့ကိုယ်ဝယ်လို့လွယ်တယ်ဝယ်လို့ရတဲ့ဟာလေးတွေပဲ အာသုံးပါ brand mind ကတော့အမတိတ်ပြီးတော့ဒီ PPCC ကတိတ်မညွန့်တက်လို့ပေါ့နော်။ဒီနေ့ပေါ့ဘာသုံးနေရလဲဆိုရင်အမဒီအခု foundation မလူးတာလဲမဆိုလဲကြာပြီ။အဲ foundation မလူးဆိုတော့ဘာလို့ဆိုတော့အမ CC လူးတယ်။ဒါလည်းဟိုးရင်ကတော့ပြဘူးပါတယ်အမြဲတမ်းလေ။အမြဲလူးတာကြတော့အမဒီ ID က CC လေးလူးတယ်ပေါ့နော်။ဒီ ID CC screen လေးကတော့အမြဲလူးဖြစ်တယ်။ဆိုတော့ဒါလေးဆိုလဲဝယ်လို့လွယ်ပါတယ်။ဒါလေးကတော့ ူးလို့လည်းကောင်းတယ် coverage လည်းကောင်းတယ်လိမ့်လိုက်ရင်ကွာ makeup လိမ့်ထားရလို့မထင်ရအောင်ဒါလေးကညံ့ညံ့လေးဖြစ်တာပါဆိုတော့ဒီလို CC cream တွေတုံးလို့လည်းရတယ်ဆိုတာပြောပြတာ double cleansing တော့နိုင်ရမယ်เนาะဆိုတော့ဒီလို CC လေးတွေတုံးလို့ရတယ်ဒါအမှတုံးတဲ့ဟာကိုပြောပြတာပေါ့เนาะဆိုတော့အယောင်တော့နည်းနည်းရွေးရခက်တယ်ဆိုတော့ကိုယ်နဲ့ကြိုက်တဲ့အယောင်လေးရောတေချာရွေးပါတချို့ရက်တွေပေါ့เนาะအမှဒီလိုမျိုး CC ပါတိတ်မတုံးချင်ဘူးဆိုရင်တော့အမှ sunscreen ပေါ်ကနေပဲပေါင်တာတုံးလိုက်တယ်လူးစ်ပေါင်တာပေါ့เนาะလူးစ်ပေါင်တာအမှဒါလေးတုံးပါတယ် spam လား เอสปาลาဘယ်လိုခေါ်လဲမသိဒီလိုဒီ loose powder လေးကိုလည်းသုံးကြသူလည်းတော်တော်ကြပြီတူဝေးဘာကြောင့်မပုတ်လိုက်ထူးထူးကြီးနဲ့ဖြစ်တာယူသိမ့်မကြဘူးဒါလေးကြတော့လုံးဝအာ light weight ဖြစ်တယ်အရာက translucent ပေါ့နော်အရာမပါဘူးဆိုရင်လိမ့်လိုက်မျက်နှာလေးပို့ပြီးတော့ဟိုတစ်ဆင့်ဖွေးသွားတဲ့ပုံစံမျိုးလေးဆိုတာလीသူ့ကိုလိမ့်မိလဲတိတ်တိတ်လေးနဲ့ဆိုတော့ ဒီလိုမျိုး loose ပေါင်လာလေးလည်းသုံးပါတယ်ဒါတော့အမသုံးတဲ့ဟာပေါ့နော်ဆိုတော့ဒီအမသုံးမှုတာတော့တိတ်မမများဘူးတခြားဟာလည်းတိတ်မသုံးဘူးဆိုတော့တခြား brand review တွေတော့တိတ်တော့မပြောတတ်ဘူးဆိုတော့ကိုယ်ဝယ်လို့လွယ်တဲ့ဟာတွေရပေါ့နော်ရွေးချယ်ပြီးတော့သုံးကြည့်ပါအင်တာနက်တွေပါလဲ review တွေရှာပြီးတော့ဖတ်ကြည့်လို့ရပါတယ်နော်ဆိုတော့ဒီနေ့က makeup မလုပ်ခြင်းမူမျက်နှာဖြူခြင်းတွေဆိုတဲ့သူတွေအတွက်ပြပြပေးတာပဲဖြစ်ပါတယ်